ကဲဒီနေ့ကျလာလို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့တမိုင်းပညာရှင်တွေနဲ့တမားပညာရှင်တွေကြားမှာရာဇုနဲ့ပေါင်းများစွာညင်ကုန်လာခဲ့ကြတဲ့မိခုကြီးတစ်ခုအကြောင်းပါပဲအဲ့ဒါကတော့တမိုင်းဝင်ယေရှုကိုရှားပွန်တော်ဖွင့်ကြအကြောင်းပါဒါဟာတကယ်တော့တမိုင်းအချက်လက်တွေကိုအခြေခံတဲ့ကဘာတစ်ခုနဲ့ယုံကြည်မှုကိုအခြေခံတဲ့ကဘာတစ်ခုအဲ့ဒီကဘာနှစ်ခုဘလို့ထိတိုက်တွေ့ကြသလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်ဟုတ်ပြီအရိကမေဝန်ကတော့ဒါပါပဲတကယ်တမိုင်းနဲ့ကယေရှုဆိုတာဘယ်သူလဲစာထဲမှာဖော်ပြထားတဲ့ယေရှုဟုတ်ပြီ ဒါပေမဲ့တမိုင်းပတန်းရတက်တည်ပြလို့ရတယ်လူသားတယောက်အနေနဲ့ကောသူ့ကိုဘယ်လိုနားလည်နိုင်မလဲဒီမေကွန်းတစ်ခုတည်းကပဲသူ့တည်တနာနဲ့ပဲဤတစ်ခုလုံးကိုမောင်းလင်နေလေအဓိကအင်ဂျင်ပါပဲပြဿနာရဲ့အရေးအမြတ်ကဒီမှာစတာပါပဲတစ်ဖက်မှာကြီးလိုက်ရင်ဓမ္မသစ်ကျမ်းလိုရင်းမြတ်တွေမှာယေရှုရဲ့ဘဝအကြောင်းကတငိုးပြတဲ့အရည်တဘာဝလွန်ဖိရက်တွေနဲ့အပြည့်ပဲဒါမှမဟုတ်နောက်တစ်ဖက်ကခေတ်သစ်တမိုင်းပညာရဲ့နီလာနေကြတော့မြတ်မြတ်သက်တွေအကြောင်းနဲ့အကျိုးဒါတွေပေါ်မှာပဲကင်းတင်ကြက်ကြက်အခြေခံထားလာဆိုတော့ ဒီလိုတဘာဝလွန်ကိစ္စတွေကိုလေ့လာဖို့အတွက်ဒီနည်းစနစ်တွေကအဖန်တီးထားတာမဟုတ်ဘူးဖြစ်နေအောင်ဟုတ်ပြီပထမဆုံးအပိုင်းအနေနဲ့သမိုင်းဆိုင်ရာ မေကွန်းတစ်ခုအကြောင်းကြည့်လိုက်ရအောင်ဘာသာရေးကျမ်းတွေကိုလော်ကီနီလာနဲ့လေ့လာတဲ့အခါဘာတွေဖြစ်လာသလဲပေါ့ဂျူဒော့ဖ်ဝေါ်မန်ရဲ့ဒီစကားကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်သူပြောချင်တာကလက်စမီတဲ့ရေဒီယိုတွေသုံးနေတဲ့ခေတ်သစ်လူသားတယောက်ကစံစာထဲမှာပါတဲ့ဝိညာဉ်ရဲ့ အံပွဲကဘာကြီးကိုတစ်ချိန်ထဲမှာဘလို့ယုံနိုင်မှာလဲတဲ့ဒါဟာခစ်သစ်တစ်ပံမြင့်နဲ့ကျန်းစာတွေကကဘာအမြင်ကြားကကြီးမားတယ်ကွာအချက်ကိုတဲတဲထောက်ပြလိုက်တာပါပဲဒါဆိုဒီပြဿနာကိုသမိုင်းပညာရှင်တွေဘလို့ဖြေရှင်းဖို့စူးစမ်းခဲ့ကြတယ်လေသူတို့တုံးခဲ့တဲ့လောကီကြီးဟာဓာသွားဆိုတာဘာလဲဆိုတော့ကြည့်အောင်အဲ့ဒီဓာသွားဆိုတာတခြားမဟုတ်ပါဘူးသမိုင်းဝေဖန်ရင်းနီးစနစ်လုခိုးတဲ့ချင်းကမှုတစ်ခုပါပဲ။ သူ့ရဲ့အဓိကစီမံကရှင်းရှင်းလေးပဲအတေကိုလေ့လာတဲ့အခါအကြောင်းနဲ့အကျိုးဆက်ဆက်မှုတွေမျက်မြင်သစ်တေတွေနဲ့ပဲလေ့လာမယ်။တဘာဝလွန်ကိစ္စတွေတန်ခိုးပြားရရတွေကိုတော့လုံးဝခြံထားခဲ့မယ်။ဆိုတဲ့မူဝါဒပါပဲ။အန်ထရိုရှေးစ်ကဒီနီစနစ်ကိုတဆေးနဲ့တင်စားသွားလဲ။တဆေးကမုံစိမ့်ထဲရောက်တာနဲ့အကိုလုံးကိုဖောင်းကြွားပြီးပုံစံပြောင်းသွားစေတယ်လို့ပဲ။အဲဒီတမိုင်းနီစနစ်ကိုတွန်းလိုက်တာနဲ့အရင်က ဓမ္မပညာဆိုင်ရာအမြင်ဟောင်းတဲ့အားလုံးကိုပြောင်းလဲပစ်နိုင်တယ်ဖောက်ခွဲပစ်နိုင်တယ်လို့သူကဆိုလိုတာပါဒါပေမဲ့ဒီနီလန်းကတော့တကယ်ပဲအတိတ်ကိုမြင်ရတဲ့ပြည်ပပေါက်တစ်ခုဖြစ်ခဲ့ရလားအဲ့ဒီမှာပဲအယ်ဘတ်ရှာဘိုင်ဇာဆိုတဲ့ပုဂ္ဂိုလ်ကပညာရှင်လောကတစ်ခုလုံးကိုတုံလုံးသွားစေမဲ့တွေ့ရှိချက်တစ်ခုကိုချပြလိုက်ပါတယ်ပြည်ချင်းစရာကိုကြည်လိုက်ဆတောက်ခွန်ရရှိစေခွန်ရီမှာသမိုင်းမြညာရှင်တွေကယေရှုကိုဆင်ခြင်တုံရရရှိတဲ့ဆရာလို့ဖွင့်ဖော်တယ်။နောက စတိတ်ရှိစေတုံးစေမှာတော့တန်တရာရီလာပူကိုဖြစ်သွားပြန်ရောစတိတ်ရှိစေပြောက်တော့လစ်ဘရက်ကိုချင်းရာတမစတိတ်ရှိ90မှာကြကဘာပြက်မယ်ကြောင့်ဟောရတူတဲ့ရှပိုင်ဇာတွေ့ရှိဖြစ်တာကတာဟာယေရှုကိုရှာတွေ့နေတာမဟုတ်ဘူးခေအလိုက်သူတွေဒီတွေကသူတို့ဖြစ်စေခြင်းတဲ့ယေရှုကိုကိုယ်စိတ်ကိုယ်နဲ့ကိုပုံဖော်နေကြတာပဲဖြစ်နေတယ်ဆိုတာပါပဲရှပိုင်ဇာရဲ့ကောက်ချက်ကတော့တုံလို့ဆရာပါပဲသူကပြောတဲ့တမိုင်းပညာရှင်တွေဟာတမိုင်းဝင်ယေရှုကိုလုံးဝရှာမတွေ့ခဲ့ဘူးတဲ့အဲ့ဒီအစား ခေအဆက်ဆက်ကသူတို့ကိုယ်တိုင်ရဲ့ပုံရိပ်ကိုမဲ့ယေရှုစီမှာပြန်တွေးနေကြတာတဲ့ဆိုလိုတာကဒီတမိုင်းနီးစနစ်ဟာအတိတ်ကိုမြင်ရတဲ့ပစ်တင်းပေါက်တစ်ခုမဟုတ်ပဲကိုမင်းနာဘိုပြန်မြင်ရတဲ့မန်တချက်ဖြစ်နေခဲ့တာပေါ့ကဲဘာဖြစ်လို့ဒီလိုမှချက်ဖြစ်သွားတာလဲအဖြေကလောကအမြင်ဆိုတဲ့စကလုံးတစ်လုံးထဲမှာရှိနေပါတယ်အဲ့ဒါကိုနားလဲဖို့တက်ကပေးတာဒါမှမဟုတ် metaphysics ဆိုတာကိုအရင်သိဖို့လိုတယ်ဒါကဘာမှခက်ခဲခက်ခဲမဟုတ်ပါဘူးဘာကတကယ်ရှိတယ်လဲဆိုတဲ့အခြေခံကြောဆုံးမိကုန်းကို အပြည့်ရှာတဲ့လေ့လာမှုတစ်ခုပါပဲအဲ့ဒီတော့လောကအမြင်ဒါမှမဟုတ် world view ဆိုတဲ့ကလူတိုင်းမှာရှိတဲ့ကိုယ်ပိုင် metaphysics ပေါ့တနည်းပြောရရင် လောကကြီးကိုကြည့်တဲ့ကိုယ်ပိုင်မြင့်မှန်ဒါမှမဟုတ်မန်ဘီလူတစ်ခုလိုပါပဲတမိုင်းပညာရှင်တွေအပါအဝင်လူတိုင်းဟာဒီမြင့်မှန်ကိုတတ်ပြီးမှအရာရာကိုမြင်ကြအတိပယ်ဖွင့်ကြတာပါဒီလောကမြင်ဆိုတဲ့စကားလုံးကလည်းအတိပယ်ပြောင်းလဲလာတာပါ အစပိုင်းမှာတော့ကန့်လို့ဒသနာပညာရှင်တွေကလောကကြီးကိုအာယုန်နဲ့ခံစားတိမြင်တာလောပဲဆိုလိုခဲ့တယ်။ဒါပေမဲ့နောက်ကိုင်းမှာတော့အထူးသဖြင့်ရှဲလင်းတူခေရောက်တော့အတိတ်ဘေကပူချေပြန်လာတယ်။လောကကြီးကိုနားလည်ဖို့အတွက်သုံးတဲ့အတွေးခေါ်မှုဖုံတစ်ခုဆိုတဲ့အတိတ်ဘေဖြစ်သွားတာပါ။ဒီနေရာမှာအရေးဆုံးအချက်ရလာပါပြီ။သိပ္ပံနိကြလောကီယေယသမိုင်းနိစနစ်ဆိုတာလောကမြင်မရှိတဲ့ကြားနေနီလန်းတစ်ခုမဟုတ်ပါဘူး။လုံးဝမဟုတ်ပါဘူး။အဲ့ဒါကိုတိုင်ကတဘာဝလွန်ရရမရှိနိုင်ဘူး။ အရာအလုံးဟာအကြောင်းနဲ့အကျိုးပဲလို့ဂျိုဒန်ယူဆထားတဲ့တိကျတဲ့လောကမြင်တစ်ခုဖြစ်နေတာပါ။ကဲနောက်ဆုံးအပိုင်းအနေနဲ့တမိုင်းရဲ့စီမင်းတွေကိုပြန်လဲရေးသားဖို့စ조사မှုအကြောင်းကြည့်ကြရအောင်။ဒါကတကယ်ကိုအရှိတရားတွေရဲ့တိုက်ပွဲပါပဲ။တစ်ဖက်မှာတမိုင်းပညာရှင်တွေလောကမြင်အရှိတရားဆိုတာအကြောင်းနဲ့အကျိုးပဲရှိတဲ့ပိတ်ထားတဲ့စနစ်တစ်ခု။တဘာဝလွန်ကိစ္စတွေတဲ့နေရာမရှိဘူး။နောက်တစ်ဖက်မှာတမတ်တချမ်းရဲ့လောကမြင် အရှိတရားမှာတန်ကိုပြတိဟာတယ်ရှင်ပြန်ထမြောက်ခြင်းတွေကဘို့ချက်မှာရှိနေတယ်ဒီအမြင်တစ်ခုကလုံးဝကိုထိတ်တိုက်တိုးနေတာပါဒါကြောင့်တကယ်အရင်အခုကသမိုင်းအထောက်အထားတွေကိုဘလို့အတိတ်ဖြစ်ဖွင့်မလဲဆိုတာထက်အများကြီးပိုနဲ့ဆိုင်သွားပါတယ်အဓိကကသမိုင်းဆိုတဲ့ပညာရကြီးကိုယ်တိုင်ရဲ့အခြေခံစီးမင်းတွေကဘာဖြစ်တဲ့တည်းလဲဆိုတဲ့မေးခွန်းဖြစ်လာတာပါဘလို့အရာတွေကိုတက်တဲ့ဖြစ်လက်ခံမလဲဘလို့အရာတွေကိုပယ်ချမလဲဆိုတဲ့အခြေခံစီးမင်းတွေအပေါ်ကအရင်ပွားမှုပါပဲ တဆူရှိစဖူဘီလိုလမ်းရှိမလဲခေတ္တပညာရှင်တို့ဥပမာဂျော်နတန်ယိုလန်စ်လိုပုဂ္ဂိုလ်တွေကဒီလိုကြံပြပါတယ်တမိုင်းပညာရဲ့ဟာနီလန်တစ်ခုတည်းကိုပဲအသေးစွတ်ကိုင်မထားသင့်ဘူးမတူညီတဲ့အကြောင်းရတယ်မတူညီတဲ့ယဉ်ကျေးမှုနောက်ခံကပညာရှင်တွေရဲ့ချင်ကပ်မှုမျိုးစုံအတွက်တကားဖွင့်ထားတဲ့တဲ့တနည်းပြောရင်အလို့တစ်ခုလို့ဖို့ကိရိယာမျိုးစုံလို့တော့လို့ပေါ့ကဲဒီစမ်းစစ်မှုတစ်ခုလုံးကိုခြုံငုံနေအောင်ဆုံးမမေးခွန်းတစ်ခုနဲ့အဆုံးတက်ကြအောင် တမိုင်းပညာရှင်တိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်လောကအမြင်ဆိုတဲ့မျက်မှန်တစ်လက်စီရှိနေတယ်ဆိုရင်တမိုင်းဆိုလာကတော့တကယ်ပဲဓမ္မတိထန်ကြကြမျက်နှာမလိုက်ပဲတည်ရှိနိုင်ပါမလားဒါကတမိုင်းဝင်ယေရှုကိုရှာဖွေထားတဲ့အမကြီးပို့ကျဲပြန်တဲ့တမိုင်းပညာရဲ့အခြေခံအုတ်မြစ်ကိုမြေခွန်းထုတ်လိုက်တဲ့စဉ်းစားစရာတစ်ခုပါပဲ